ဒီနေ့ဗီဒီယိုမှာတော့ full back or side back ABRB အကြောင်းနဲ့ပတ်သက်ပြီးတိကျတိထားတဲ့အရာတွေရော မလုပ်တဲ့အမှားတွေကိုပါထည့်ပြောသွားမှာပါဘယ်နောက်တန်းညာနောက်တန်း row ဆိုတာအနောက်တန်း row မှာမှအစွန်ဘက်တွေမှာကစားရတဲ့နေရာတွေဖြစ်တဲ့အတွက်ဒီနှစ်ခုကိုပေါင်းပြီးပြောပြပေးမှာပါနောက်တန်းရဲ့အစွန်ဘက်တွေမှာကစားရတဲ့နေရာဖြစ်လို့တစ်ဖက်အသင်းရဲ့တောင်ပံကစားသမားတွေကိုအဓိကထိန်းချုပ်ပြီးကစားရပါတယ်ဖြတ်တင်ဘောတွေပြေးပို့လို့မရအောင်လို့ block လုပ်တာတို့ ဆက်ချိတ်ไก่စီရဲဒီဆွဲဝင်ခွင့်မပေးတာတို့မျိုးလိုက်လို့ရပါတယ်။တအူးချင်း1 vs 1ဖြတ်ထုတ်မှုတွေကောင်းမှုလို့တို့အတက်စင်းလက္ခဏာနာလောက်အောင်လို့တက်လုံကောင်းမှုလည်းလိုပါတယ်။ဖြတ်ထုတ်တဲ့နေရာတွေမှာတစ်ဖက်တောင်မကစားသမားတွေနဲ့အပြိုင်ပြေးရိုင်းနဲ့စပီလည်းရှိဖို့လို့တို့ကြံ့ခိုင်မှုအားလည်းကောင်းမှုလိုပါတယ်။အခုပြောတဲ့ဒီချက်ကတော့အစွန်နေရာတွေကိုကစားတဲ့အခါတိကိုတိရမယ့်အရာပါ။ ဘယ်အချိန်မှလိုက်တက်တဲ့နဲ့ဘယ်အချိန်မှနေခဲ့တဲ့နဲ့ဆိုတာကိုသိအောင်လုပ်ဖို့လိုပါတယ်။ဆန္ဒပတ်ရဲ့စကားကိုနားထောင်ဖို့လိုသလိုကွင်းလင်ကစားသမားတွေနဲ့လည်းနားလည်မှုရှိရှိချိတ်ဆက်ကစားတတ်ဖို့လိုပါတယ်။နေရာယူမှုအပိုင်းမှာအမြဲဆန္ဒပတ်ရဲ့အရှိမပဲရှိနေသင့်ပြီးကစားတဲ့နေရာမှာလည်းကိုကညာနောက်တန်းဆိုရင်ညာဘက်ခြမ်းတစ်ခြမ်းနဲ့သာဦးစားပေးပြီးရောကစားသင့်ပါတယ်။ဒီနေရာမှာ overlap လိုက်တက်တော့မယ်ဆိုရင်သတိထားစရာအချက်လေးတွေရှိပါတယ်။ ကိုတောင်မန်ကစားသမားကတစ်ဖက်နောက်တန်းနဲ့ဆွဲထွက်ရခတ်နေတာမျိုးဖြတ်တင်ဘောကန်ဖို့ခတ်နေတာမျိုးဆိုရင်ကိုကပပနဲ့နဲ့နဲ့အနောက်ကနေလိုက်တက်ပြီး overlap လုပ်လို့ရပါတယ်။ကိုရနိုင်ဖို့အခွင့်အလမ်းများတဲ့ကောင်းတာအတက်ဒီမှာဆိုရင်လေကိုက overlap လိုက်တက်လို့ရပါတယ်။တစ်ဖက်အသင်းရဲ့ကစားအားကိုကြည့်ပြီး overlap ကို လိုက်တက်ရမှာပါ။ကိုရှိတောင်မန်ကစားသမားရဲ့အနေထားကိုကြည့်ပြီးလိုအပ်မှာပဲ overlap လိုက်တက်ပြီးဒါတော့အကောင်းဆုံးပါပဲ။ ို့ရဲ့အဓိကတောင်းဝန်နောက်တန်းတစ်ဖက်တောင်းမကစားသမားရဲ့တိုက်စစ်ဆင်မှုကိုဟိုဟန်တာဖြတ်ထုတ်ရမှာဖြစ်တဲ့အတွက်ကိုတောင်းဝန်ကိုကြည့်ဖို့အရင်ဦးစားပေးရမှာပါနောက်ပိုင်းဘောလုံးပြိုင်ပွဲတွေမှာတော့ဖူဘက်လို့ပဲအခေါ်များပြီး RBAB ကစားတဲ့သူတွေကတကယ်ကိုဘောလုံး skill လေးကျွမ်းကျင်ဖို့လိုသလို physical အပိုင်းအားကောင်းပြီးဖြတ်ထုတ်တဲ့ skill တွေလည်းကျွမ်းဖို့လိုပါတယ်လိုအပ်ရင်လေ overlap မကြာခဏတက်ပေးဖို့လည်းလိုပါတယ် ကွင်းရဲ့အစွန်ဘက်မှာကစားတဲ့နေရာတွေမို့လို့နီးပြားတွေပြိသက်တွေနဲ့နီးတဲ့နေရာမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းပြင်ဆင်ဖို့လိုလားလို့ကျွန်တော်ကလာမိထားလို့တခါတည်းပဲထည့်ပြေးလိုက်ပါမယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုထားပြီးတော့တစ်ဖက်ကစားသမားကိုအကဲခတ်ပြီးဘလို့ရင်ဆိုင်တင့်လဲဆိုတာကိုပွဲစားပြီးတိတ်မကြခင်နဲ့ကလိုက်ကြည့်တာကတော့အကောင်းဆုံးပါပဲ။လက်ရှိ full back ကစားတဲ့နေရာမှာကမ္ဘာအကောင်းဆုံးကစားသမားတွေလို့သတ်မှတ်မယ်ဆိုရင်ကျွန်တော်အမြင်မှာတော့ Kylie Walker အလက်ဇန္ဒားအာနိုဟာခီမီမာဆယ်လိုကန်ဆယ်လိုအဖွန်ဆိုဒေးဗီတို့ကိုကြိုက်ပါတယ်အခုလောက်ဆိုရင်စိုက်ဘက်ဖူးဘက်လို့လည်းခေါ်တဲ့ပေနောက်တန်းညာနောက်တန်းကိုဘယ်လိုကစားရမလဲဆိုတာကိုတေချာနားလည်သဘောပေါက်သွားမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာတော့အခြား position တစ်မျိုးကိုကျွန်တော်ဆက်ပြောပြပြီးသွားမှာပါ